လာတဲ့အချိန်မှာမိုးရေအပေါ်ကနေကြွာနေတဲ့ဟာကိုတေတဲ့အချိန်ဆိုတော့ပလက်လန်တာကနေနှာခေါင်းထဲကိုရေဝင်တာဘလို့မအသက်ရှူလို့မရအဲ့အချိန်မှာတော်တော်လေးအိတ်ခမ်းမှာတော့အခက်ခဲဖြစ်လိုက်တာဒါမျက်လုံးကြီးရောပေါ့နော်ဒါဘာလဲမျက်တောင်ဒုကတ်ထားတဲ့ဟာတွေနဲ့ရောဟိုဟာတွေနဲ့ရောဆိုတော့အဲ့အချိန်မှာမိုးရေစတိုင်မျက်နှာဝေကြတဲ့အချိန်မှာအဲ့အချိန်လေးနည်းနည်းလေးအခက်ခဲဖြစ်လိုက်တယ်ဒါပေမဲ့အခုအကုန်လုံးပြောရတယ်တေတာတော့လက်မချတဲ့ကိစ္စတေတာတော့လက်မချတဲ့ကိစ္စက အဲ့အခန်းရိုက်တဲ့အချိန်မှာကအခုခါဝါကင်ထားပြီးတော့အဲ့ဒါမသေးတသေးပေါ့မသေးတသေးပြီးမသေးတော့မှလက်ကျတော့မှာပေါ့နော်ဒိုင်းဆိုတိုင်းပြီးဒိန်းဆိုမသေးသေးဘူးလေနည်းနည်းလေးစကားလေးတော့နည်းပြောမယ်နည်းနည်းလေးပြောမယ်အဲ့ပြောမသေးခင်လေးချစ်သူရင်ဝင်တယ်မှာလည်းလက်ကြည့်နူးတာပေါ့ဟုတ်တယ်ပျော်တတ်တဲ့ fan ဘယ်လောက်တိရှိလဲဆိုတဲ့ဒီ museum dp ရဲမှာဆိုရင်တို့ရဟိုနောက်ဆုံးခန်းကိုမကြိုက်ဘူးတဲ့တဲတဲထင်တာရောတဲတေသွားလို့မကြိုက်တာလားမဟုတ်တနက်သေးလို့တဲ့တခါရဲသေးသေးချင်တာတနက်သေးနည်းနည်းပို့ပြီးတော့အချိန်ပြေးပြီးသေးသေးချင်တာဩစေတနာလေးအဲ့လိုလေးတီးရဝမ်းသာပါ တဲ့တဲ့ဟိုဒါ trader ကိုပေါ့နော်ရိုက်တဲ့ကိုဆိုရင်လေဒီချက်နည်းနည်းပို့ပြီးတော့ copy ပြီးလို့ရလားနည်းနည်းပို့ main ကလေးဆန်ပြီးလို့ရလားပေါ့ပြောရချိန်မှာပထမအုပ်ဆုံးတဲ့စပြီးစီးရပေါ့လေအဲ့လိုယောက်ျားလေးလိုဖြစ်နေတာနောက်ကနေယောက်ျားကြီးနှစ်ယောက်စီးနေတယ်လို့ပြောအဲ့တော်တော်လေးပြောထားပြီးမှ main ကလေးဆန်လားဆိုင်ရဆင်းအောင်အဲ့ပေါ်တော့ယောက်ျားလေးလိုကနေ main ကလေးလိုပြောင်းစီးရနည်းနည်းတော့နည်းနည်းတော့အခက်အခဲရှိလိုက်တာ writer နည်းနည်းမိန်ကလေးဆန်ဆန်လေးကိုပေါ်လေးလောက်ပါဘောနိဟာယောက်ျားလေးလိုပဲဟိုအရှိရအကိုထက်တော့နောက်မှာပူယောက်ျားကြီးလိုပဲဖြစ်နေရလေ အဲ့တော့အဲ့တော်တော်လေးတော့အဲ့နောက်မှာမင်္ဂလိဆက်ဆက်လေးပေါ့အဲ့လိုလေးနေလိုက်ရအာဒီနေ့ကတော့ဒီတဲ့ဒီဖန်စင်တာမြင်းကြီးတက်က Technoland မှာပေါ့နော်ဒီ Remax Corner လေးဖွင့်ပွဲလေးတက်ရောက်ဖြစ်တာပဲရှိပျော်တယ်ပေါ့နော်ဝမ်းသာတာကိုယ့်ကိုအဲ့လိုမျိုးအရင်ချစ်ပေးတယ်အများကြီးလာပြီးတော့ Sporting ပေးတယ်တဲ့နဲ့ဒါတပုံတွဲရိုက်ပြီးတော့ဟိုပျော်တယ်ပေါ့နော်အဲ့ဒီချစ်စရာလေးပါ냐ပြောသွားရင်ပေါ့အရင်ပျော်ဒါရှေ့ဆက်သွားမယ့် လမ်းအတွက်ပေါ့နော်ခွန်အားတွေအကုန်လုံးကဒါတွေတဲ့ fan လေးတွေပါပဲဆိုတော့ fan လေးတွေရဲ့ပေးတဲ့ခွန်အားနဲ့ပဲဒါထပ်ပြီးတော့အများကြီးထပ်ပြီးလုပ်တော့ပါဟုတ်ကဲ့ဒါကိုကိုနဲ့ပေါ့နော်ကိုနဲ့ကတော့ဒီ MV လေးရိုက်ဖြစ်တယ်ရိုက်ဖြစ်တဲ့ဟာမှာဖာလေးမှာကတော့တော်တော်များလေးကြည့်ပြီးတော့ပြောကြရတယ်တချို့ကကျတော့ movie တင်တာပေါ့နော်ဒါကတော့ movie မဟုတ်သေးပါဘူးဒါသချင်းအတွက် museum MV လေးရိုက်ဖြစ်တာပါလို့နောက်ပိုင်းဇာတ်ကားရုံတင်တဲ့ခါကျရင်လည်းလာပြောပြလို့ပြောချင်ပါတယ်အလုံးဟာတွေ့ပြပြောင်းကွယ် ဲတဲ့တေးတာပေါ့နော်တဲ့တေးလို့မကြိုက်ချောက်အာတဲ့လူကလည်းတဲ့ရဲ့ gym trainer ဆရာဆရာမင်းခက်ဖြစ်နေတဲ့အချိန်မှာအကုန်လုံးကဟိုမုံလဲမုံကျင်နေမုံလဲမမုံရဲဘူးအဲ့လိုဖြစ်နေတာပေါ့နော်တဲ့တေးပါစသိမှတော့ your heart lose it baby okay ဟိုဒီကိုရလေးဒါ story line ကိုကြည့်မှတ်လိုက်တဲ့အချိန်မှာသူက too late to send နေ သူရဲ့ design လေးကအဲ့လိုမျိုးလေးဖြစ်တဲ့အတွက်လက်ခံဖြစ်တယ်လက်ခံပြီးတော့ဒီရိုက်တဲ့အချိန်မှာလည်းတကယ်အမှတ်တရတွေများခဲ့ပါဘူး blue ရဲ့ဟာလေးလည်းတွေ့ခဲ့ရတယ် spin ရဲ့ဟာအဲ့တကယ်မကစ်ပါအဲ့ကတော့မြန်လေးထင်တာပေါ့နော်အရင်အသေးရကြရပေါ့နော်ဟိုပြောကြရဲတဲ့ comment အောက်ပါလေအဲ့ဒါကတ်သွားပြီးအချိန်မှာမျက်နှာချင်းတွေ့ပြီးတော့ကုစားပေးတော့မယ် just got her not done how day ချိန်မှာဒါ Ether ကျတော့ဒါ Siamin Khan တို့ကိုဆိုင်ကိုဒီဇိုင်းတို့နဲ့ပြင်ကြည့်တဲ့ချိန်မှာအဲဟိုဒါဟိုကွန်မန့်လေးဖတ်ရတာဟာတာဖြစ်ပါတယ်။မိုးရွာတဲ့ချိန်မှာမိုးရွာအပေါ်ကနေရွာနေတဲ့ဟာကိုတည်တဲ့ချိန်ဆိုတော့ပလက်လန်တာလေနှာခေါင်းထဲကိုရေဝင်တာဘလို့မအသက်ရှူလို့မရ။အဲ့ချိန်မှာတော်တော်လေးအိတ်ခမ်းမှာတော့အထက်ခဲဖြစ်လိုက်တာဒါမျက်လုံးကြီးရောပေါ့နော်ဒါဘာလဲမျက်တောင်ဒုကတ်ထားတဲ့ဟာတွေနဲ့ရောဟိုဟာတွေနဲ့ရောဆိုတော့အဲ့ချိန်မှာ မိုးရေစတိုင်မျက်နှာဝေါ်ကြတဲ့အချိန်မှာအဲ့ချိန်လေးနည်းနည်းလေးအခက်ခဲဖြစ်လိုက်တယ်ဒါပေမဲ့အခုအကုန်လုံးပြောရတယ်တေးရတော့မှလက်မချတဲ့ကိစ္စတေးရတော့လက်မချတဲ့ကိစ္စအဲ့ခန်းရိုက်တဲ့အချိန်မှာကအခုခါဝါကင်ထားပြီးတော့အဲ့ဒါမတေးတေးသေးပေါ့မတေးတေးသေးပြီးမှတေးတော့မှလက်ကျတော့မှာပေါ့နော်တိုင်းဆိုတိုင်းပြီးဒိန်းဆိုမတေးသေးဘူးလေနည်းနည်းလေးစကားလေးတော့နည်းပြောဦးမယ်နည်းနည်းလေးပြောဦးမယ်အဲ့ပြောမတေးခင်လေးချစ်သူရင်ဝင်တော့မှလည်းလက်ချီနူးတာပေါ့ ပျော်တတ်တဲ့ fan ဘယ်လောက်တိရှိလဲဆိုတဲ့ဒီ museum တီဗီရဲမှာဆိုရင်တို့ကနောက်ဆုံးခန်းကိုမကြိုက်ဘူးတဲ့တသက်ထင်တာရောတသက်တည်သွားလို့မကြိုက်တာလားမဟုတ်တနက်သေးလို့တဲ့တခါရဲသေးသေးချင်တာတနက်သေးနည်းနည်းပို့ပြီးတော့အချိန်ပြင်းပြီးသေးသေးချင်တာဩစိတ်ကနာလေးအဲ့လိုလေးတည်ရဝမ်းသာပါဆိုင်ရစင်းမှာအဲ့ဟာတကယ်ကို data trader ကို ာရိုက်တဲ့ကိုဆိုရင်လေဒီချက်နည်းနည်းပို့ပြီးတော့ကော့ပေးလို့ရလားနည်းနည်းပို့ main ကလေးဆန်ပေးလို့ရလားပေါ့ပြောရချိန်မှာပထမအုပ်ဆုံးတည်းစပြီးစီးရပေါ်လာလို့ယောက်ျားလေးလိုဖြစ်နေတာနောက်ကနေယောက်ျားကြီးနှစ်ယောက်စီးနေတယ်လို့ပြောအဲတော်တော်လေးပြောထားပြီးမှ main ကလေးဆန်ဟုတ်လားဆိုင်ရဲ့ဆင်းရအဲ့ပေါ်တော့ယောက်ျားလေးလိုကနေ main ကလေးလိုပြောင်းစီးရနည်းနည်းတော့နည်းနည်းတော့အခက်အခဲရှိလိုက်တာ right and then the mingli san san li ko ko li lou ba wa ni ha yauk cha li lo we ho a shi ya a ko tha da naw ma pu yauk cha li lo we phit ni ya li ော့အဲတော်တော်လေးတော့အဲ့နောက်မှာမင်္ဂလိဆက်ဆက်လေးပေါ့အဲ့လိုလေးပြေးလိုက်ရခံခံညာအိမ်မန်ထဲနောက်ရှင်နေယုံကြာနေတယ်ကဲအခုနေ့ကတော့ဒါပြောပြပါရဲအကိုကလည်းပြောရင်ညီမလေးတဲ့ဒါ ီဒီယိုထဲမှာညီမလေးရမ်းလာနေဆိုကြီးစုပါကိုပေါ့ဒါမဲ့ဟိုဟာတာတွေတော့ပြောပြတာပေါ့နော်ဆီယမ်မင်းရဆိုအကြောက်နေပါပြီလို့ဆိုပြီးဆီယမ်မင်းကတော့တော့ပြီးပြောကြရမှားတာဟိုဆီယအဲ့ဒါဆီယကိုတော့ပြီးတော့ဘာလို့တတ်တာလဲပေါ့အဲ့တော့ပြီးတော့ပြောကြရအဲ့ပြောသမီးကမှနေမှာပြောသေးတယ်ဝင်းမခံလို့မရဘူးလားပေါ့နော်တီတီပေါ့အဲ့လိုမျိုးကိုကပြီးနားနေဟာလောက်ပဲလှုပ်လိုက်မယ်လေဟုတ်ဦးရဲ့ဝင်းကိုခံမှာဆိုတော့ဩဆိုပြီးတော့ဟိုကဒိန်းဆိုအာအသက်ပေးပြီးချစ်တာပေါ့ ဒါအမတ်တရားကြီးအများကြီးလည်းဖြစ်ခဲ့ပါတယ် music video လေးကိုကြည့်ရှုပေးတဲ့ဒါ YouTube မှာလည်းသွားပြီးတော့ကြည့်ပေးကြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလိုချင်ပါတယ်အာပွဲတက်လေးရှိမယ်ဒီ photo shoot လေးတွေထပ်ပြီးတော့လုပ်သွားဖို့ရှိပါတယ်ဆိုတော့ဒါ style design တခါမင်းဘယ် design မျိုးလေးနဲ့ photo shoot လေးလုပ်ဖို့ရှိပါတယ် အကုန်လုံးကစီစီလုံးလုံးနဲ့ရမ်းချစ်ကြရဲဟိုနေ့ကဆိုဆရာကိုတွန်းလဲတဲ့ချက်ပြီးတွန်းတာဝဲကြည့်ဆိုတော့လေအဲ့တော့ဟိုမမမြင့်မမမမြင့်မမမမြင့်မမမိုးနဲ့တွန်းလဲတဲ့ချက်ပြောတာအဲ့တွန်းတဲ့ဟာလေးဆိုလဲဒါတော်တော်များတွေးကြရဲဒါလည်းတို့ကြတော့ပြင်မှာတွင်းပျော့ပျော့ပဲ family type ဘယ်လိုမျိုးပဲနေဖြစ်ပါတယ်ဒါကတော့ဒါတိောက်ထားရတာတော့တယောက်ပေါ်တယောက်ပေါ့နော်ဒါဆရာဆိုရင်လည်းအဲဒဲကိုဟာဒီဒီတိုင်ဝေးပြီးသွားတဲ့ဟာတိုင်ဝေးပြီးသွားပြီဒါပေမဲ့ဒါသမီးတို့အနေနဲ့ရှင်းမှာစ조사ခဲ့တယ်တူတူလုပ်ခဲ့တယ်အဲ့ဒါမျိုးတွေရှိတာဖြစ်တဲ့အတွက်ပြီးတော့အခုဆိုရင်ဒါအမျက်မူအမျက်မူလည်းသွားပြိုင်မဲ့အရာရှိတယ်အဲ့အတွက်ရှင်းနောက်ဆိုတာမျိုးကအမြဲတမ်းဤပြီးတော့သွားကြရတာဖြစ်တဲ့အတွက် ပြီးတော့အဲဒီလိုအနေနဲ့ family type ဖြစ်တဲ့အတွက်တကယ်ဒုတိယမိသားစုလိုပဲပေါ့နော်အာအလုပ်ကိစ္စအတွက်ပဲမဟုတ်ဘူးမိသားစုလိုမျိုးဖြစ်နေရဖြစ်တဲ့အတွက်ဒီလိုမျိုးရည်ရှိတည်တက်နေလို့ချင်ပါတယ် healing အမြဲတမ်းလုပ်ပေးပါတယ်တဲ့အနေနဲ့တစ်ခါလေးစိတ်တကြရတဲ့အချိန်တွေဆိုဆရာဆိုအမြဲဖို့ခေါ်ပြီးတော့ supporting ပေးတယ်အအမြဲတမ်းဒီစိတ်တမကြဘူးပေါ့နော်ဘာဘာပဲဖြစ်ဒီလိုမျိုးအအမြဲစိတ်ခွန်အားတွေပေးပါတယ်ဒါမိမိတို့ကတော့ဒါ first family ပေါ့နော်မိမိတို့ကပါရ first family ဒါဆရာတို့နေကြတဲ့ second family လေးပေါ့မမမိမိကတော့စိတ်တကြရဟာတာနီးနေ ဟာတာရဲ့ကိုပြောတယ်အဲ့လိုမျိုးအာချက်ချင်းကိုစိတ်တက်စိတ်ညစ်နေရဲ့အကြောင်းအရာပါမေ့မေ့သွားရတဲ့ခါလေးမှမြဲလို့မျိုးလေး healing လုပ်ပေးပါတယ်ဒါဆရာကတော့အများနဲ့စိတ်ခွန်အားပေးဖြစ်ပါတယ်အာတကယ်နောက်ထပ်ဒီပညာလှူရှာမှုတွေအများကြီးဆက်ပြီးလုပ်သွားပါအောင်လေပရိသတ်နဲ့အဆက်မပြတ်အောင်အများနဲ့နေသွားပါမယ်ကျေးဇူးပါ